။ "तू आ جماعه ရဲ့ဦးလေးအရင်တော့မဟုတ်ပါဘူး။ جماعه အတော်အရင်ရဲ့ခဲဦး။ جماعه ငငယ်တော့အမေကပေါ့ပြက်ပြက်ကောင်းလေးတယောက်နဲ့တွဲဘူးတယ်။အမေက جماعه အတွက်စံပြဟုတ်မနေတော့ तू နဲ့မနေဘဲနဲ့အဖွားနဲ့ပဲနေတာ။အဖွား جماعه ကိုစောက်ရှောက်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်နေ။ तू ပဲ جماعه ကိုဘဝအတွက်အရေးကြီးတဲ့အရာတွေလူပီတာအောင်ဘလို့နေရမလဲဆိုတာသင်ပေးခဲ့တာ။ကျမသက်19နှစ်လောက်ရောက်တော့အဖေနဲ့မိတွေရှိတဲ့အိမ်ကိုသွားနေခဲ့ပါတယ်။သူတို့နဲ့နေရတော်တော်လေးပြုတ်ကိုကောင်းနေပြောရမယ်။ ဒါမဲ့ကျမအသက်14နှစ်လောက်တုန်းကအချိန်လေးစီကိုပြန်သွားကြည့်ကြရအောင်။ကျမမိနဲ့သူ့ရဲ့ချစ်လာစွာသောရီစာဒေးဆိုတဲ့သူစီမှာနေတော့ကအချိန်ပေါ့။အဲ့တော့ကအိမ်ကနှစ်ထပ်ရှိတယ်။အမြဲတမ်းဒေးတငယ်ချင်းတယောက်ကအိမ်ကိုလာလည်လေးရှိတယ်။သူ့ပုံစံကမျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုရင်အင်္ဂလိပ်ကားတွေထဲကဆေးဆွဲနေတဲ့သူတွေလိုပဲ။သူလာပြီဆိုရင်ကျမကိုစိုက်ကြည့်တက်လို့ကြောက်နေရတယ်။ကျမတော်အိမ်နဲ့အမေအိမ်နဲ့ကတမတ်တိုင်လောက်ပဲခြားတော့သူစီခဏခဏသွားလဲပြစ်တယ်။ အတော်အသက်20ဝန်းကျင်လောက်ပဲရှိပါသေးတယ်။အမြဲတမ်းပြပြောနေတက်ပြီးတော့အေးဆေးလူမျိုးအမြဲတမ်းသူ့ရဲ့ကားတစ်စီးနဲ့တခြင်းအကျဲ့ကြီးဖွင့်ပြီးတော့ပတ်မောင်းတက်တာပါ။သူ့ရင်သွားတဲ့အချိန်အမြဲတမ်းသူ့ခဲကိုနေတွေ့တယ်။ Jeff ။ဦးလီ Jeff ပေါ့။သူတို့ကသူတို့ရဲ့မြင်ကြီးတက်ကိုငှားစားနေတာ။အစားတော့သူ့အမြင်လက်မင်မဲ့အစဉ်ပြေလောက်တဲ့သူမျိုးလို့ပဲထင်ထားခဲ့တာ။တရက်ည7:00ခွဲလောက်ကျမအိမ်မတယောက်တည်းရှိနေတော့ တင်းရောက်ကအိမ်တကားကိုလာခောက်ခဲ့ပါတယ်။ကျမတို့အိမ်ရှိတကားလယ်မှာစေးချေထားတဲ့ပရင်ပေါက်လေးရှိတယ်။အဲ့ဒီဘေးမှာလူကြီးတဲ့အပေါက်လေးရှိတယ်။ချောင်းကြီးလိုက်တော့ဂျက်ဖြစ်နေရတယ်ပဲ။ကျမလည်းတကားဖွင့်ပေးလိုက်ပါတယ်။ဟောဟဲ့ဂျက်ဘာကိစ္စရှိလို့လဲ။နေမင်းနဲ့တဲတို့မရှိဘူးလား။ No အမေကအလုပ်မှာတဲရတော့ဘယ်ရောက်မှမသိပါဘူး။ အဲ့ဒါနဲ့ပဲဂျက်ကမြင်းကြီးတက်မှာစကားပြောဖို့လာခဲ့တယ်။ကျမလည်းတောင်အနေရလို့မမြင်ဘူးလေ။သူ့ကိုမိသားစုလို့သတ်မှတ်ထားတာ ਉ ။ပြီးတော့လူတွေကိုညင်ရတာမျိုး ကျမမကြိုက်ဘူး။အထူးသဖြင့် လူကြီးတွေကိုပေါ့။အဲ့ဒါနဲ့ကျမလည်းသူ့နောက်ကို လိုက်သွားခဲ့တယ်။သူ့ရဲ့ကားဆက်ကလည်းနှူထားတော့မှပဲ။ကားထဲမှာရှိနေတာကအိမ်လာတိုင်းအမြဲရှိနေကြကလေးကရှိဆွေးဆွေးနေတဲ့အကောင် ကျမနည်းနည်းကြောင်သွားခဲ့တယ်။သူဒီမှာဘာလုပ်နေရလဲ။ဟဲ့ဟဲ့ဘာမှမဖြစ်ပါဘူး။ငါတို့နေကိုမေးစရာလေးရှိလို့။အဲ့လိုနဲ့ပဲသူကျမကိုကားထဲကိုခေါ်သွားခဲ့တယ်။ကျမရင်နေတုံလာပြီးတော့ရုပ်တရက်တစ်ခုခုမှားနေတာကိုသတိထားမိခဲ့ပါတယ်။ကျမလမ်းနေတဲ့ပုံမပေါ်အောင်လို့အတက်နိုင်ဆုံးနေပြီးတော့ရက်နေခဲ့တယ်။ ဂျက်ဖ်ကတော့ပုံမှန်တိုင်းပဲချွတ်ချွတ်တတပြောနေတော့မှာပဲသူ့လက်ကကျမပခုံးပေါ်တင်းပြီးတော့ကျမအင်ကြီးကျိုးကိုပါဆွဲတင်ပေးပါသေးတယ်။ဘာမှမဖြစ်ပါဘူး။ငါနာအောင်လား။ချင်းချင်းကြောက်နေကြမှာမလို့လား။ကျမလည်းရင်ရင်ကြီးကြီးပဲနှောက်ဆုပ်လိုက်ပါတယ်။ဥမေးချင်တာရှိရင်ဒီမှာပဲမေးလို့ရတယ်။ဒီမှာပဲမေးလေ။ဂျက်ကအတင်းကားထဲကိုလာဖို့ပဲဖြောင်းပြနေခဲ့တယ်။ တကယ်လို့ကြောက်နေတယ်ဆိုရင်ကာမီရှိမှရက်ပြီးစကားပြောမယ်လေတဲ့အဲ့လိုသာဆိုရင်တရရောက်ကျမကိုဆွဲခေါ်သွားတာကိုကျမတတိထားမိမှာမဟုတ်ဘူးကျမအနေရရှိနေပြီဆိုတာကိုသိတယ်ဒါမဲ့မသိတယ်လို့တုံးအတယ်လို့အတယ်လို့ပဲစက်နေနေလိုက်တယ်ကျမသိရဲဆိုတာသူတို့တတိထားမိရင်တန်ပြီးတော့ကျမကိုပစက်ပိတ်ပြီးတော့ထွက်ပြေးသွားကြမှာပါအဲ့ဒါနဲ့ကျမလည်းဟာတာနှောပြီးတော့ ဖနက်ဝတ်မထားပါဘူးခွေးကြီးနေမိမှာကြောက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဟိုကလေးကြေးကောင်ကလည်းကားပေါ်ကနေဆင်းမလို့ဟန့်ပြင်းနေတယ်ကျမလည်းဖနက်သွားယူမလို့နဲ့အတကုံပြေးအပေါ်တက်ကိုတက် တကောက်အမြန်ပြေးပေးလိုက်ပါတယ်မိနစ်နေငယ်ကြတော့ကလေးကြေးကောင်တက်ပြီးတော့အမေကြီးစာဒိတ်တန်တွေ့ကျင်နေဆိုပြီးတော့တကားပြန်နေလာပြောတယ် သူမရှိဘူးပြောတော့တကားခောက်တာရက်လိုက်တယ်။ဒါပေမဲ့သူစင်းသွားတဲ့တံတော့မကြဘူး။နောက်စကန်ဝမ်းလောက်နေတော့ Jeff တက်လာပြီးတော့သူဒိန်းနဲ့စကားပြောစရာရှိရဲဆိုပြီးတော့တကားခောက်ပြန်ရော။တကားကအတင်းဖွင့်မှုလုပ်သေးတယ်။တော်သေးတယ်လောချတာလို့သုံးကောင်းမြောက်ဒိန်းမရှိဘူးဆိုပြီးတော့ကျမပြောလိုက်ပါတယ်။အော်လမ်းအောင်လုံးပြီလို့ဥတောင်းမှန်ပါတယ်။ဦးတို့ကသမီးနဲ့စကားပြောခြင်းလို့ပါ။အတိတ်ပဲမရှိတဲ့စကားကြီး သူတို့တွေအတင်းတကားခွင့်မို့လုံနေတော့ကျွန်မလည်းနောက်ပေါက်ကနေပါပြေးဖို့အတွက်လှုပ်လိုက်တယ်။နောက်တကားကနေမထွက်ခင်တကားပေါက်ကနေအပြင်ကိုကြည့်လိုက်မိတာတော်သေးတယ်။ကလေးကချေကောင်ကနောက်ပေါက်မှာစောင့်နေတာ။ Jeff ကအရှိမစကားပြော အနောက်မှာသူ့တငယ်ချင်းဟန်စောင့်နေ။အေးရောသင်တို့စိတ်ထဲမှာရဲကိုခေါ်လိုက်လေဆိုပြီးတော့တွေးကောင်တွေးနေမှာပါ။ကျွန်မလည်းဘာလို့ရဲကိုမခေါ်လိုက်မှန်းမသိတော့ဘူး။ယူကြောင်ကြောင်နိုင်မှန်းသိပါတယ်။ကျွန်မအဲ့တော့ကတော်တော်တုံးခဲ့တယ်ထင်ပါတယ်။ ပြီးတော့ Jeff ကကျမဦးလေးလေကျမလုံးနေတာကိုလည်းဟုတ်မဟုတ်ပြန်ပြီးသုံးသက်နေတာလည်းပါမယ် Jeff ကအရှိတကားကနေတောက်လျှောက်စကားပြောနေတော့အဲ့ဒါနဲ့ကျမလည်းတကားနောက်ကိုသွားခဲ့တယ် Jeff ကကျမကိုလမ်းအောင်လုံးပြီလို့တောင်းပန်ပါတယ်ဆိုပြီးတော့ပြောနေခဲ့တယ်ကျမလည်းကျမရဲ့အတန်မှာကြောက်နေတဲ့အတန်မပေါ်အောင်လို့တေချာထိန်ပြီးတော့အကုန်အစင်ပြေတယ်ကြောက်မိသွားလို့တောင်းပန်ပါတယ်လို့ပြောလိုက်တယ်သူပြောတာတွေကျမယုံတယ်ဆိုပြီးတော့ပါသူ့ကိုအညာမိအောင်လုပ်ခဲ့တယ် ခဏနေသူတို့ထွက်သွားတာနဲ့ကျမလည်းတငယ်ချင်းအိမ်ကိုပြေးသွားခဲ့တယ်။သူတို့ကိုဖြစ်ပျက်ခဲ့တဲ့အရာတွေကိုမပြောခဲ့ပါဘူး။တယောက်တည်းနေရတာကြောက်လာလို့အမေပြန်ရောက်တဲ့အထိခဏနေမယ်လို့ပဲပြောခဲ့တယ်။အမေကတော့ပြောခဲ့ပေမဲ့လို့ဘာမှလည်းအရာမထင်ပါဘူး။တော်သေးတာနောက်3လနေတော့ဒီကနေ45မိုင်လောက်ဝေးတဲ့အဖေကိုပြောင်းနေခဲ့တာပဲ။အဲ့ဒီနှစ်အောင်လုံးကိုကျမထပ်မတွေ့တော့ဘူး။ဆလန်နဲ့ ကျမသူငယ်တန်းမာတို့ကကျမမိဘတွေကတနေ့ကုန်အလုပ်လုပ်ရပြီးတော့ညတော်တော်နောက်ကျတဲ့တိအိမ်ပြန်မလာပါဘူးအဲ့တော့အတန်းပြီးသွားရင်ចောင်းကန်ထဲမှာပဲဖွင့်တဲ့ program တစ်ခုကိုဝင်တက်ခဲ့တယ်ဒီ program ကမဖြစ်မနေတက်ရတာတော့မဟုတ်ပါဘူးဒီတိုင်းကျမမိဘတွေအလုပ်စင်းတာနဲ့ကျမကိုလာကြိုတာနဲ့ကပို့ပြီးတော့အဆင်ပြေလို့ပါအဲ့ဒီမှာပဲ9နိုင်လောက်တိပုတ်ပြားကိန်းကစားတာတွေအိမ်စာရေးတာတွေလုပ်ရတယ်ပြီးတော့တခြားကလေးတွေနဲ့အတူ အတန်းစင်းရင်နဲ့ ကျောင်းဆောင်မှကလေးတွေပြန်လာအောင်ထိုင်ဆောင်ပေးတယ်။အဲ့ဒါတော့မှအိမ်ကနေနောက်ဆုံးမှလာကြိုးတဲ့သူကကျမပဲ။ကျမပြန်မှပဲကျောင်းဆောင်ကပြန်ရတယ်။တရက်ကြတော့ကျောင်းဆောင်ကအရန်ကိုအိမ်သာတက်ချင်လာခဲ့တယ်။အိုင်းနေတော့ကကျမနဲ့ကျောင်းဆောင်ပဲကြံတော့တာ။ "तू ကနေ तू ပြန်မလာမချင်းဆောင်နေ"ဆိုပြီးပြောခဲ့တယ်။ကျမလည်းနန်းရန်ကိုမှီပြီးတော့ငုတ်တုတ်လေးထိုင်နေတာပေါ့။ရုတ်တရက်ကားတစ်စီးရောက်လာပါတယ်။ကားထဲမှာ နေကမြင့်မှန် financial ဝစ်ထားတဲ့ မိုးစိမ်မွေတဲ့လူကြီးသူဗရင်မောက်ချလိုက်ပြီးတော့လာသွားရအောင်ဒီနေ့နှစ်အဖေနှစ်ကိုလာမကြုံနိုင်ဘူးငါနှစ်ဦးလေးကျမအိတ်လေးကိုကင်ပြီးတော့သူ့ကိုဒီတိုင်းစိုက်ကြည့်နေခဲ့တယ်ကျမသူ့ကိုတခါမှမမြင်ဘူးပါဘူးကျမလည်းကြောက်ပြီးတော့ဘာစကားမှပြန်မပြောခဲ့ဘူးကြောင်တောင်ဖြစ်သွားပြီးတော့ဘာလုံးရမှန်းမသိလို့ဖြစ်သွားခဲ့တာပါသူတကယ်ပဲငါဦးလေးများလားအဖေတခုခုဖြစ်လို့များလားအဲ့ဒီလူကတော်တော်စိတ်ရှည်ရှာပါတယ်ခမမာလီတန်နဲ့ ကားထဲဝင်လာနေပေတန်းရထားတာအခုအမြန်သွားကြည့်ရမှာအမြန်လားကျမငုံတုတ်ကြီးပဲဆက်ထိုင်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲចောင်းဆောင်ရောက်လာခဲ့တယ်ចောင်းဆောင်ရောက်လာတော့အဲ့ဒီကားတန်းမောင်းသွားပါတော့တယ်ကားလိုင်စင်နံပါတ်ပြားတော့မှမရတော့ဘူးကျမမိဘတွေလာကြတော့ចောင်းဆောင်ကဖြစ်ចောင်းကုန်စင်ပြန်ပြောခဲ့ပါတယ်အဲ့ဒီချိန်ရဆပြီးတော့ចောင်းကပို့ပြီးတော့စီကံတင်းချလိုက်ပြီးတော့ចောင်းဆောင်နေပို့ခန့်ခဲ့ပါတယ်အဲ့ဒါလည်းကောင်းပါတယ်ကျမအခုထိတွေးနေတာတခုရှိတယ် ကျမသာနှုံအပြီးတော့လိုက်သွားခဲ့ရင်ဘာများဖြစ်မလဲ။ तू အဝေးကနေစောင့်ကြည့်နေရတော့သိကြတယ်။ចောင်းဆောင်ထွက်သွားတဲ့အချိန်မှာတန်းလာတာ။ဒီလိုကိစ္စကတခြားလူတွေမှလည်းဖြစ်နိုင်ပါတယ်။ကျမထက်ပိုငယ်တဲ့သူတွေမှလည်းဖြစ်နိုင်တယ်။ဘသူမှသစိမ်းအန္တရာယ်ကို သိမသိကြဘူး။သင်တို့တွေလည်းပြည်တွင်းသတင်းတွေကိုသိချာကြည့်ကြနော်။ကျွန်တော်အသက်19နှစ်လောက်တော့ကဦးလေးတယောက်ကနှလုံးဖောက်ပြီးတော့ရုတ်တရက်သေဆုံးသွားခဲ့တယ် တခြားမိသားစုဝင်တွေကအိမ်တန့်ရှင်းဖို့လာမကူနိုင်တာနဲ့ကျွန်တော်နဲ့အဖေနဲ့ပဲသူ့အိမ်ကိုသွားပြီးတော့တန့်ရှင်းလုပ်ခဲ့ရတယ်။ကျွန်တော်ဦးလေးကိုလူတိုင်းကသဘောကျကြတယ်။ "तू ကသင်တို့တွေ့ဘူးသမျှထဲမှာသဘောအကောင်းဆုံးသူတောင်ဖြစ်နေမှာ။အဖေက तू ဆုံးသွားတာတော်တော်လေးကိုစိတ်မကောင်းဖြစ်နေပေမဲ့လှုပ်ရှားရှိရတော့လှုပ်မှာပဲ။သူ့အိမ်ကတော်တော်တန့်ရှင်းတယ်။နှစ်ရက်အတွင်းမှာတိန့်လို့ဆဲလို့ပြီးနိုင်တယ်။ကျွန်တော်ငငယ်တုန်းကဆိုရင်အမေတို့ယုံသွားတဲ့ချိန်တိုင်းသူ့အိမ်မှာလာကစားနေကြ။" ။ "तू อ่ะသူ့ရင်ကြိုက်တဲ့နေရာမှာကစားခိုင်းနေ။ချက်ကိုကလွယ်လို့ပေါ့။ချက်ကိုပေါ်ကလေကားကိုအပေါ်တက်အောက်စင်လောက်တာအနေရများတယ်ဆိုပြီးတော့ပြောခဲ့သေးတယ်။အဲ့ဒါကြောင့်ကျွန်တော်လည်းအဲ့ဒီပေါ်မတက်ဖြစ်ဘူး။ဦးလေးကအဲ့ပေါ်တက်သွားရင်နိုင်ဝဲလောက်ကြာမှပြန်ဆင်းလာတယ်။အပေါ်သွားရင်ဦးလေးကဘာမှမယူသွားဘူး။အခန်းနေတန်ရှင်းလောက်တဲ့နေ့တုန်းကကျွန်တော်အဲ့ဒီပုံတက်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ထက်ကူကလုံးဝရှင်းနေတာပါပဲ။အခန်းထဲမှာရှိတာဆိုလို့ တောင်းကပ်နေတဲ့စက်ကူပုံးနှစ်ခုပဲရှိတယ်။အဲ့ဒီနှစ်ခုကိုကျွန်တော်ယူလာပြီးတော့အကန်ထဲမှာတော်ထားလိုက်တယ်။ဆောင်ရွက်စာရမ်းတွေများရှိမလားဆိုပြီးတော့ဘုံကိုဖြန့်ကြည့်လိုက်ပါတယ်။ဘုံကတော်တော်ပေါ့တာလေ။ဒါပေမဲ့ဖြန့်ကြည့်လိုက်တော့အမျိုးသမီး၃ယောက်ရဲ့ပုံတွေရာချီပြီးတော့ထွက်လာပါတော့တယ်။ပုံဝင်ကြည့်လိုက်တာနဲ့အဲ့ဒီအမျိုးသမီးတွေသူတို့ကိုဓပုံရိုက်နေတာမသိဘူးဆိုတာသိတာတယ်။ပုံတွေကမနက်ပိုင်းပုံတွေ ညပိုင်းပုံတွေနေရာမျိုးစုံတောင်မျိုးစုံအနေရိုက်ထားတာပါ တချို့ဝင်းလစ်စလစ်ပုံတွေတောင်ပါပါသေးတယ်တချို့ပုံတွေကသူတို့တွေတနစ်တာလုံနေတဲ့အရာတွေဟင်းချက်တဲ့ပုံတွေပါတယ်ကျွန်တော်ရဲ့နှလုံးခုန်တန်နေညံလာခဲ့ပါတယ်တေချာကြည့်မှပဲအဲ့ဒီကအမျိုးသမီးတယောက်ကသူ့ရဲ့မိမသူ့မိမက သူ့ထက်အရင်စောစောတည်ဆုံးသွားတာပါ ပုံနောက်မှာသူတို့နာမည်တွေပါတယ် ျွန်တော်အိမ်သားတွေကိုလည်းဒီကိစ္စသိချမသိဘဲနဲ့မပြောချင်ပါဘူးအဲ့လိုနဲ့ပဲတခြားနှစ်ယောက်နာမည်တွေကို Facebook မှာရှာကြည့်တာတွေ့ခဲ့တယ်သူတို့တွေကအသက်ရှင်နေတော့မယ်သူတို့တွေအသက်ရှင်မှန်းသိမှကျွန်တော်အဖေကိုပုံပြလိုက်ပါတယ်သူကလည်းတော်တော်လေးကိုအံ့ဩသွားတယ်သူအဲ့ဒီဘူးတွေကိုယူသွားတာဘယ်တော့မှ ကျွန်တော်ပြန်မတွေ့တော့ဘူးအဲ့ဒီအကြောင်းကိုကျွန်တော်တို့မပြောတော့ပေမဲ့ကျွန်တော်စဉ်းစားတော့မယ်သူဘာလို့အဲ့ပုံတွေယူထားတာလဲ သူကိုယ်ရံရိုက်ထားတာလားသူမြောက်ရိုက်ခိုင်းတာလားကျွန်တော်ကျွန်တော်ဦးလေးကိုချစ်ပါတယ်သူ့ကိုလူကောင်းတယောက်လို့ပဲထင်ထားတာသင်တို့အတွက်ဒါကြက်ဖို့ကောင်းလောက်မယ်မထင်ပါဘူးဒါမဲ့ကျွန်တော်နဲ့ကျွန်တော်အဖေတို့တော့တော်တော်ချောင်းလန်းခဲ့တဲ့အရာပါပဲကျွန်တော်အကြောင်းမပြောခင်ကျွန်တော်ကရုရှားလူမျိုးတယောက်ပါတခြားဘာသာစကားတွေကိုတိတ်မကျွမ်းကျင်တော့နားထောင်အားခံရင်တောင်းပန်ပါတယ်နားလည်လို့ရအောင်တော့ပြောပြပါမယ် ကျွန်တော်ဘာသာကျွန်တော်တော့မှဒီကြောင်ပြောရမလားမပြောရဘူးလားဆိုတာဝေခွဲလို့မရပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီကိစ္စကကျွန်တော်ကို အခုထိခြောက်လန့်နေတော့မှာပဲ။ကျွန်တော်မိဘတွေကချမ်းသာတယ်လို့ပြောလို့ရတယ်။သူတို့ကကျွန်တော်ကိုပရက်ရှာအကြောင်းကောင်းမှထားပေးနိုင်တယ်။နှွေရသည်ဆိုရင်ကျွန်တော်တို့တွေနေရအများကြီးကို ရှောက်လဲကြတာမှတ်မိတော့မယ်။အခုချိန်ထိအဲ့ဒီချိန်တွေကကျွန်တော်တို့ပြောစရာကောင်းတဲ့ချိန်တွေပဲ။ကျွန်တော်မိဘတွေကခြေကြတဲ့အလုပ်ရှိပြီးတော့ ကျင်းကျင်းလဲတည်တည်မြတ်မြတ်ပဲဒါမဲ့အဖေကအမေဘက်ကအမျိုးတွေကိုတိတ်ကြည့်မရဘူးအထူးသဖြင့်ကျွန်တော်ရဲ့ဦးလေးအဖွားနဲ့အဖိုးတို့တွေကိုပေါ့ဘာကြောင့်လဲမသိသူတို့ကကျွန်တော်အဖေနဲ့ဆိုရင်မတည့်ဘူးအမေကအလဲရနေကူပြောပေးတာပေါ့ပတ်စံနေပါချေးပေးသေးတာသူတို့ကပတ်စံချေးပြီးရင်လည်းပြန်မဆက်ဘူးအဲ့လိုနဲ့ပဲနောက်တော့အချင်းချင်းမကျေနပ်တာတွေများလာတာပေါ့ဦးလေးကသူ့မှာအင်ကြီးတစ်လုံးရှိရအောင်အဖွားတို့ရဲ့အိမ်ကိုအမွေအနေနဲ့လိုချင်တော့မယ် ဒါပေမဲ့အဲ့ဒီအိမ်ကအမေရဲ့အမွေဦးလျာဒါအောင်မကြိုက်ဘူးဖြစ်ချင်တော့အဖိုးရော အဖွားရောတနှစ်ထဲမှာပဲဆုံးသွားခဲ့တယ်အဖိုးကမဆုံးခင်လေဖြတ်ပြီးတော့ကိုမဝင်သွားသေးတယ်မဆုံးခင်တပတ်အလိုမှာပဲတတိယလာသေးတယ်အဲ့တော့ကအဖိုးပြောခဲ့တာမှတ်မိတော့မယ်ဦးလျာသူ့လိုချင်တာမရတဲ့အကြောင်းရင်းကလောဘကြီးတဲ့ကောင်းမှုလို့တဲ့အဲ့လိုပြောပြီးတော့နိုင်ပိုင်းမှာနေမယ်ဆုံးသွားခဲ့တယ် ကျွန်တော်အဖွာလည်းအဲ့ဒီနောက်ပိုင်းကျမ်းမကြီးတော်တော်ဆိုပြီးတော့ဆုံးသွားခဲ့ပါတယ်။အမေကနောက်တော့စိတ်တက်ကြယောဂတွေရလာခဲ့ပါတယ်။နောက်နှစ်မှပဲအမေမှာရှင်သားကင်ဆာဖြစ်နေတာကိုသိလိုက်ရတယ်။ကံကောင်းစွာနဲ့ပဲအမေအခုထိအသက်ရှင်နေတော့မယ်။ဒါပေမဲ့အရင်အလိုတော့မဟုတ်ဘူး။သူစိတ်ပင်ပန်းမှုတွေမခံနိုင်တော့လို့အလုပ်ပါမသွားတော့ဘူး။အဖေကလည်းကျွန်တော်ရဲ့ဝမ်းဝဲစကားကိုနားထောင်ပြီးတော့စီးပွားရေးတစ်ခုစဉ်းစားခဲ့တယ်။အဖေကခြေတုံချတုံဖြစ်နေတော့ အမေကသူ့မှာအလုံးမရှိတော့တာနဲ့ပဲလုပ်ငန်းအစ်တစ်ခုစဖို့အတွက်ဖြောင်းပြခဲ့တယ်။အမေလည်းအဲ့ဒါမှစိတ်ညစ်စရာတွေမတွေးမိပါလေ။အဖေအဲ့ဒီအလုပ်ကိုတော်တော်လေးရင်းပြီးတော့ပုံဩခဲ့တယ်။ကျွန်တော်ဝန်ခွဲလဲအဲ့ဒီလုပ်ငန်းထဲမှာတော်တော်ပုံဩပြီးတော့ကူညီခဲ့တယ်။အောင်မြင်စားပြုလာတော့အဖေလည်းပို့ပြီးတော့ပုံဩတော့တယ်။အဲ့တော့ကကျွန်တော်အထက်တန်းလောက်ဖြစ်နေပြီ။ကျွန်တော်မှတော့ကောလိပ်တက်နေပြီ။ ကျွန်တော်တို့မိသားစုအတွက်အဆုံးဆုံးဖြစ်လာခဲ့တဲ့အချိန်ပေါ့လုပ်ငန်းအထင်သလိုမဖြစ်လာဘဲနဲ့ပိတ်လိုက်ရတယ်အဖေစူးစမ်းပြီးတော့ရောင်းမိမဲ့ဘာမှမဖြစ်လာခဲ့ဘူးအခုတော့ကျွန်တော်တို့ငမွဲတွေဖြစ်ကုန်ပါပြီချင်းွေပါလိုက်ချင်းနေရတယ်ကျွန်တော်တို့ဘယ်မှရောက်သွားလို့မရတော့ဘူးဒီเจ้าကိုကျွန်တော်တငယ်ချင်းတွေကို ပြောရမှာတော့မှရှက်တယ်အဲ့ဒီအချိန်မှာပဲဦးလေးကအဖိုးတို့အိမ်မှာပြောင်းနေပြီးတော့အမေတို့ဖုန်းခေါ်လာတော့မှမကင်ဘူးအဖိုးတို့ကအဲ့ဒီအိမ်ဟာအမေအပိုင်လို့ပြောခဲ့ပေမဲ့ ကုလေးကဘသူမှအဲ့ဒီအိမ်ကိုမလာအောင်လို့တေချာခြံစည်းရိုးတွေပါကာထားသေးတယ်။ရဲတွေကလည်းကုညီမဖြစ်ပါဘူး။တရရောက်ကိုငှားပြီးတော့သူ့ကိုမောင်းထုတ်ဖို့ကလည်းကျွန်တော်တို့ပါပစံမရှိဘူးလေ။ပစံမရှိတော့တရားရုံးမှာတရားစွဲလို့လည်းမရပြန်ဘူး။ပူဆိုးတာကျွန်တော်တို့အခုအရာပါနှစ်ထုတ်ခံလိုက်ရတယ်။ချင်းွေတွေမဆက်နိုင်တော့ကျွန်တော်တို့အိမ်ဟာဘန်ပိုင်ဖြစ်သွားရော။စောင်းရတီတစ်ပတ်လုံးကျွန်တော်တို့ရဲ့အင်ဂျင်ယာမဲ့ဘဝအဖြစ်နဲ့နေခဲ့ရတယ်။ ။ရုရှားကစောင်းရသည်ဆိုရင်အရန်အေးတာလေ။ကျွန်တော်တော်တော်ချင်းအနာဆုံးအချိန်နေပဲ။ကျွန်တော်တို့တွေဒုက္ခတဲ့စခန်းမှာသွားနေလိုက်ရတယ်။ကျွန်တော်မေဆိုရင်သူ့ကိုယ်သူအဆုံးစီရင်မှုခဏခဏလုပ်ခဲ့တယ်။ဘသူမှကျွန်တော်တို့မိသားစုလာမကူကြဘူး။တရင်ကျွန်တော်ငယ်တငယ်ချင်းဦးကဖုန်းဆက်ပြီးတော့ကျွန်တော်မိဘတွေအဆင်ပြေတဲ့အချိန်ထိကျွန်တော်ကိုခေါ်ထားမယ်လို့ပြောခဲ့တယ်။ဦးကဖေဟာရှင်းနေတယောက်နဲ့ယင်းပြီးတော့အကူအညီပေးခဲ့ပါတယ်။ အဲ့ဒီချိန်နေကအဖိုးတို့အိမ်ကိစ္စအောင်တေချာစုံစမ်းပေးမယ်တဲ့ရဲတွေကလည်းတရားရုံးကစာမပါဘဲနဲ့ဘာမှမလုပ်ရဲဘူးအဲ့ဒါပတ်စံလို့တယ်လေကျွန်တော်တို့မှမရှိတာခြောက်လောက်လောက်ဦးကအိမ်မှာနေခဲ့ရတယ်ကျွန်တော်တို့တွေကပိုရင်းနှီးလာပြီးတော့ကြီးစားဖြစ်သွားခဲ့ပါတယ်နောက်တော့ကျွန်တော်လည်းကြောင်းပြန်တက်ခဲ့တယ်ရှိနေကလည်းကျွန်တော်တို့အိမ်ကိုပြန်ရအောင်လုပ်ပေးမယ်လို့ပြောလာခဲ့တယ်တရားဝင်ရောက်တော့တရားသူကြီးကအမှုကိုတေချာဖတ်လိုက်တယ် ။ဦးလေးကတရားသူကြီးပြောတဲ့အတိုင်းမလုပ်ချင်ဘူး။သူ့အတွက်တော့အမှားကြီးမှားတာပါပဲ။ရုရှားမှာဒီလိုမရဘူးလေ။သူ့ကိုရဲတွေဆွဲခေါ်သွားပြီးတော့အနှင်းတော်ထဲမှာရိုက်နှက်တာခံရတာမှတ်မိပါသေးတယ်။ပြီးတော့သူရဲကားထဲမှာပါသွားကောကျွန်တော်တို့ဘုရားအစဉ်ပြေလှပြီလို့သင်တို့ထင်ကောင်းထင်နေမှာပါ။ဒါပေမဲ့ဦးလေးထောင်အားနဲ့လွတ်လာလို့ကျွန်တော်တို့ကိုလှမ်းမေးရအောင်ပြန်လုပ်ပါလေရော။သူကလူငားပြီးတော့ကျွန်တော်တို့အိမ်ကိုဖောက်ခိုင်းခဲ့တယ်။ကြောက်ခဲလေးနဲ့အိမ်ကိုလာပြက်ပေါက်တယ်။ကျွန်တော်တို့ကိုလမ်းမမှာ အရှက်ရအောင်လုပ်တယ်။ကျွန်တော်တို့တရားစွဲဖို့လုပ်ပေမဲ့တက်တည်မလုံလောက်ဘူးဖြစ်နေပါတယ်။ကျွန်တော်တို့အဖိုးအိမ်ကတည်တံ့လို့ဖြစ်နေပြီးတော့လူတွေလည်းတိတ်မဖြတ်ကြဘူး။အဲ့တော့သူ့အတွက်ပြစ်မှတ်ထားတာလွယ်သွားတယ်လေ။ကျွန်တော်အမအပြင်ထွက်လမ်းလျှောက်တုန်းကယောက်ျားတချို့စော်ကားတာခံရတော့မလို့တော်သေးတာသူထွက်ပြေးနိုင်လို့အဖေအလုတ်အခြေတကျနေနေဖြစ်တော့စုံနောက်တယောက်ငှားပြီးတော့ကျွန်တော်တို့အိမ်ကိုစောင့်ကြည့်ခိုင်းနေတယ်။ကျွန်တော်တို့တွေကျွန်တော်ဦးလေးအိမ်ထဲကိုခိုးဝင်နေတာကိုဓပုံရိုက်နိုင်ခဲ့ပါတယ်။ ရှင်းနိုင်တာကတော့သူလူငါဖို့အတွက်ပတ်သက်မရှိတော့ဘူးထင်တယ်။ကျွန်တော်တို့ရဲတိုက်ပြီးတော့ပုံပြလိုက်ပါတယ်။အဲ့လိုနဲ့ပဲဦးလေးအိမ်ဖောက်မှုနဲ့တခြားအမှုတွေပါပေါင်းပြီးတော့1015နှစ်ကြာသွားခဲ့ပါတယ်။ဝန်ခွဲတွေအတော်တွေကကျွန်တော်တို့ကို ဖုန်းခဏခဏဆက်ဖုန်းမှာ message တွေချန်ထားခဲ့ပါတယ်။ကျွန်တော်တို့တွေနှင်းတော်ထဲမှာတည်ခဲ့ရမှာဦးလေးကိုထောင်ချလို့ပြန်ပေးဆက်ရမယ်ဆိုပြီးတော့ပြောခဲ့ကြတယ်။နောက်တော့သူတို့လက်ထပ်ပြီးတော့မဆက်သွယ်တော့ပါဘူး။တော်သေးတာပေါ့။ ကျွန်တော်လည်းအထက်တန်းကျောင်းပြီးတော့တငယ်ချင်းတွေနဲ့အတူတူစီဝိုင်းအတူတူလုပ်နေပါပြီ။ကျွန်တော်ဦးလေးထောင်းအောင်လွတ်လပ်ချင်းကျွန်တော်တို့မိသားစုကိုထပ်လာမနှောင်းရှက်ဖို့အတွက်မျှော်လင့်ရတာပါပဲ။ကျမမူလာရန်ကျောင်းလုံးက၃လတန်းလောက်တော့ရှိပြီတဲ့။တကယ်ကျမမိကြောင်ကျမနိုးလာခဲ့တယ်။အမေအိယာထာနောက်ကျပြီးတော့အသေးတန်ဖြစ်နေတာ။ပုံမှန်ဆိုရင် အမေကကျမကိုလာနှုတ်ပေးကြ။အခုအိယာထာနောက်ကျတယ်ဆိုတော့ကျမလည်းနောက်ကျပြီလေ။ ျမចောင်းကားနဲ့သွားဖို့ဘလို့မှအချိန်မီမှမဟုတ်တော့ဘူး။ចောင်းကမနေ့၈နာရီစတာ။ចောင်းက9နာရီလာခေါ်တာ။အခုတော့မှ6နာရီ40ဖြစ်နေပြီ။ဘာမှမလုပ်ရသေးဘူး။အိနေရင်ဝတ်စုံနဲ့ပဲရှိသေးတာ။မနေ့စာတော့မှမစားရသေးဘူး။အဲ့ဒါနဲ့အမေလည်းចောင်းကားကိုမဆောင်ခိုင်းတော့ဘဲနဲ့သူပဲကျမကိုចောင်းလိုက်ပို့ပေးဖို့အတွက်လှုပ်ခဲ့ပါတယ်။အဲ့လိုနဲ့ကျမလည်းတမင်းစားခန့်မှာမနေ့စာစားနေခဲ့တယ်။6နာရီ50လောက်တော့ចောင်းကားရောက်လာခဲ့တယ်။ ပုံမှန်ထက်10မိနစ်တောင်စောနေပါသေးတယ်။အမေကတကားဖွင့်ခေါင်းထွက်ပြီးတော့မြူကျနေတဲ့ကြားထဲကနေလက်ပြပြီးတော့သွားနှင်းမှုပြောလိုက်ပါတယ်။ဒါမဲ့ကားကမထွက်သွားဘူး။ခဏကြာတော့အိမ်ရှိတကားလာခောက်တန်အောင်ကြားလိုက်ရတယ်။တကားဖွင့်ကြည့်လိုက်တော့ကတ္တမဝတ်စုံနဲ့တယောက်။သူကပုံမှန်လူကဖျားနေလို့အစားဝင်လာတဲ့သူပါတဲ့။သူစောစောရောက်လာတာသိတယ်။သူလမ်းကြောင်းနေသေးချာမသိလို့စောစောလာတာပါတဲ့။ အမေကကျမတို့အိယာထားနောက်ကြလို့ဒီနေ့တော့အမေကိုယ်တိုင်ပဲလိုက်ဖို့မဲ့အကြောင်းပြောခဲ့တယ်။သူ့ကိုကြည့်ရတာတော်တော်စိတ်ညစ်သွားခဲ့ပါတယ်။သူလည်းစောနေတာနဲ့ပဲစောင့်ပေးလို့ရတဲ့အကြောင်းပြောခဲ့တယ်။အမေကမိမမဟုတ်ဘူး၊သွားနှင်းလို့ပြောခဲ့ပါတယ်။သူ့ကိုကြည့်ရတာတော်တော်လေးကိုဒေါသထွက်သွားခဲ့ပါတယ်။ကျောင်းကားပြန်သွားပြီးတော့သူမောင်းထွက်သွားခဲ့တယ်။ကျမကမနှက်စာစားနေတော့ကျောင်းရင်ချီတော်မှမလဲရသေးဘူး။ခုနှစ်နာရီအတိပါပဲနောက်ကားတစည်းလာခဲ့တယ်။ အမေကကြောင်သွားပြီးတော့သူကိုယ်တိုင်သွားပြောဖို့တည်းလုပ်ခဲ့ပါတယ်။ပြန်လာတော့အမေပုံကြည့်ရတာတော်တော်လေးကိုထိတ်လန့်နေတဲ့ပုံပဲ။အမေကဘာမှမပြောဘဲနဲ့ကျမကိုကြောင်းအတွက်ပြင်ဆင်မှုပြောခဲ့တယ်။အဲတုန်းကဘာဖြစ်ခက်မှန်းမသိပေမဲ့နောက်ကြမှပဲအမေကကျမကိုအဲ့ဒီကြောင်းပြန်ပြောလာခဲ့တယ်။ဒုတိယတစ်ခါကြောင်းကားလာလို့ထွက်သွားကြည့်တဲ့အခါမှာ ပုံမှန်ကားသမားပဲဖြစ်နေတယ်တဲ့။ကားထဲမှာလည်းတခြားကလေးတွေပါတယ်။အရှိကားမှာတော့ကဘယ်ကလေးမှမပါဘူး။ အမေကလူစားထိုးเจ้าကိုပြောပြခဲ့တယ်။ကားသမားကနေသူလူစားမလဲထားတဲ့အကြောင်းပြောပြပြီးတော့ချက်ချင်းပဲရုံထီအကြောင်းကြားခဲ့ပါတယ်။အမေကိုလည်းရဲတိုက်မှုပြောခဲ့တယ်။ရဲတိုက်နာကိုကျမចောင်းသွားမှအမေလုပ်ခဲ့ပါတယ်။ရှင့်ကလူစားထိုးကားသမားကပြန်ပြီးဆွဲသမားဖြစ်ရမယ်။အဲ့နောက်ပိုင်းဒီကိစ္စအောင်မကြားရပါဘူး။ចောင်းကားနဲ့ပြန်ပြီးဆွဲခံရတဲ့အကြောင်းလည်းမကြားခဲ့ရဘူး။အဲ့နေ့ကသာအမေအိယာသာနောက်မကြားခဲ့။ ကျွန်မကြောင်းဦးတော်မှာရောက်ဖြစ်မှာမဟုတ်ဘူး။အိမ်ုံလည်းပြန်ရောက်ဖြစ်မှာမဟုတ်ပါဘူး။ဒီဖြစ်ပျက်ကတော့1990ဝန်းကျင်ခုနှစ်တုန်းကဖြစ်ပျက်ခဲ့တာပါ။အမေကဆေးဆွဲ၊အရက်ဆွဲနေပြီးတော့ကျွန်မကဂရုမစိုက်နိုင်ခဲ့ဘူး။အဲ့ဒီဖြစ်ပျက်တုန်းကကျွန်မ6နှစ်9နှစ်လောက်ပဲရှိသေးတယ်။အဲ့တော့ကျွန်မအဲ့တုန်းကကျွန်မတွေ့ဖို့နေရာအတိတ်ပဲရှိနေမှာမဟုတ်ပါဘူး။တညကျွန်မနဲ့အမေနဲ့ကားမောင်းထွက်လာကြတယ်။ ခုမှစဉ်းစားကြည့်တာအဲ့တော့ကတော်တော်နောက်ကျနေပြီဘာလို့လဲဆိုတော့လမ်းပေါ်မှာဘာကားမှမရှိဘူးကျမလည်းနောက်ခုံမှာအိပ်ပြီးလိုက်လာခဲ့တယ်အမေကအိမ်တဲ့အိမ်ရဲ့အရှိမရက်လိုက်ပြီးတော့ကျမကိုကားပေါ်မှာထားခဲ့တယ်အဲ့တော့ကအချိန်တွေကတသက်လောက်ကြာနေတယ်လို့ပဲရုတ်တရက်ကားတကားပွင့်သွားပြီးတော့လူတယောက်ကကျမကိုအတင်းဆွဲခေါ်နေတယ်ကျမလည်းအုံငူခဲ့တာပေါ့လူကြီးကနေတိတ်တိတ်နေမဟုတ်ရင်တက်ပြက်မလို့ပြောမှကျမလည်းတိတ်သွားခဲ့တယ် ူ့မှာမုန်းစိမ်မွေးတွေနဲ့လူပုံကြည့်ရတာစက်ဖို့လည်းကောင်းတယ်။အဲ့တော့ကျမလည်းသူပြောတဲ့အတိုင်းပဲလိုက်လုပ်ခဲ့ပါတယ်။သူကားတကားဟုတ်ပိတ်ကျမလက်ကိုဆွဲပြီးတော့လမ်းလျှောက်ထွက်လာခဲ့တယ်။ကျမအမေရှိတဲ့အိမ်ကိုလှမ်းကြည့်နေခဲ့တယ်။သူများထွက်လာမလားဆိုပြီးတော့ပေါ့။ကျမအိမ်ကိုတောက်လျှောက်ပြန်လှည့်လှည့်ကြည့်နေခဲ့တာ။သူကျမကိုတောက်လျှောက်ခေါ်လာခဲ့တာပါ။လာတစ်ချောင်းလုံးကျမငုံကျင်နေပေမဲ့လို့ကြောက်လို့အတန်အောင်မထွက်ရဲဘူး။မလုပ်ရမယ်ဆိုတော့လဲကျမမသိခဲ့ဘူး။ ကျမစီရန်ငိုတန်းကြားတာနဲ့ကျမလက်ကိုတင်းတင်းဆွဲပြီးတော့អော်တယ်။အဲ့တော့ကကျမဘယ်လောက်ထိကြောက်ခဲ့တယ်ဆိုတာပေါ်ပြလို့မရပါဘူး။တော်တော်လမ်းလျှောက်ပြီးနောက်မှတော့အိမ်အိုအိမ်ပြက်တွေရှိတဲ့နေရာစီကိုရှောက်လာခဲ့တယ်။ကျမတို့အိမ်တိမ်ထဲဝင်သွားပြီးတော့အပေါ်တက်ကိုတက်သွားခဲ့ပါတယ်။ကျမခြေထောက်တွေလည်းတော်တော်နာနေပါပြီ။ဒါပေမဲ့ရရမှာလည်းကြောက်နေခဲ့တယ်။နောက်လေကားတစ်တစ်ထပ်ကိုတက်တော့လူတစ်ယောက်ကဆက်လေးတောက်ပြီးတော့စောင့်နေတာကိုတွေ့ခဲ့တယ်။ ကျမကိုပြန်ပြီးဆွဲခဲ့တဲ့လူကရုတ်တရက်ကြီးလဲကျသွားခဲ့ပါတယ်အဖြစ်ပြက်တွေဖြစ်ပြက်တာအရန်ကိုမြန်ဆန်လုံးနေနောက်မှတ်မိတာဆိုလို့စလေးတောင်းနေတဲ့သူကကျမကိုပြန်ပြီးဆွဲခဲ့တဲ့လူရဲ့မျက်နှာကိုကန်လိုက်ခန္ဓာကိုယ်ကန်လိုက်နဲ့ခုလူကတတိပါလက်သွားခဲ့ပါတယ်ပြီးတော့သူ့ကိုဆွဲခေါ်ပြီးတော့လေကားကနေအောက်ကိုပြစ်ချလိုက်ပါတယ်ဒီဖြစ်ပြက်တွေမြင်လိုက်ရပြီးရနောက်ကျမလေကားပေါ်ကနေပြုတ်ကြမှာကိုကြောက်တဲ့ရောကဖြစ်လာခဲ့တယ်ပြန်ပြီးဆွဲခဲ့တဲ့သူစီမှာ သွေးနေကြပါပဲဆလေးတောက်တဲ့သူကကျမအကူကြီးလိုနေတာဘလို့တည်လဲဆိုတာမသိပါဘူးကုပေးလို့ကျေးဇူးတင်လိုက်တာ ဆိုပြီးတော့တွေးနေခင်မိတယ်ကျမမျက်ရည်ဝဲနေတာမြင်သွားလို့လားမသိဘူးဆလေးတောက်နေတဲ့လူကြီးကအခုရှောင်းလမ်းမှာရှေးရှောင်းလိုက် နောက်ရှောင်းလိုက်လို့ပြီးတော့ဆဲဆုနေခဲ့တယ်အန်ကျိတ်ပြီးတော့သူ့ရင်မက်ကိုလည်းလက်သီးနဲ့ထုနေခဲ့တယ်ကျမအစားဒေါသထွက်ပေးနေတယ်ဆိုပြီးတော့ကျမလည်းအုံငိုခဲ့ပါတယ်။သူကျမကိုကြည့်ပြီးတော့ တော်ပြီတော်ပြီမဆက်ပိတ်ပြီငိုရာရက်တော့ကျွန်မသူ့ကိုအဲ့လောက်မကြောက်ဘူးဒါမဲ့သွားပြီလဲအရင်မစွန့်ရဲဘူးသူကျွန်မကိုမေးခွန်းနေမေးပါတော့တယ်ဘာလို့ဒီချိန်ပြင်ရောက်နေရလဲနိမိပါတွေကဘာမှလဲနေပါလို့ဒစိမ့်နေနဲ့စကားပြောနေရတာလေကျွန်မဆိတ်ရှုံနေရနဲ့သူမေးတာတွေကိုမှန်မှန်မဖြေနိုင်ခဲ့ပါဘူးကျွန်မအိမ်ပြန်မဲ့လမ်းတီးတော့ကျွန်မလည်းမသိဘူးလို့မေးလိုက်တယ် ကျမလည်းဖြစ်ပြက်ခဲ့တာကိုတတ်နိုင်သလောက်ပြောပြလိုက်တော့သူ ကျမမိကားရှိလောက်မဲ့နေရာကိုတိတ်သွားခဲ့ပါတယ်။သူဒီနာပတ်ဝန်းကျင်အကြောင်းတော်တော်သိပုံရတယ်။သူ့ကိုတွေ့ခဲ့တဲ့အကြောင်းရဲဦးမပြောရင်လိုက်ဖို့ပြီးမယ်ဆိုပြီးတော့သူပြောခဲ့ပါတယ်။ကျမကဒါရီကိုဂယုမဆိုင်ဘူး။အမေစီပြန်ကျင်တာပဲသိတယ်။အဲ့ဒါနဲ့ကျမလည်းကတိပေးလိုက်ပါတယ်။သူနောက်ကနေလိုက်ပြီးတော့ကျမလှေကားပေါ်ကနေဆင်းလိုက်တယ်။ ုံးစိန်မွေးနဲ့တယောက်ကစမ်းမြင်ပေါ်မှာလဲကြနေတော့မယ်တုတ်တောင်မလှုပ်ပါဘူးသူတည်နေပါပြီသူကျမကိုခေါ်ပြီးတော့အပြင်ခေါ်သွားခဲ့တယ်အပြင်ရောက်တော့သူ့ရဲ့ဘေးဘက်ညာကိုတုံတုံနှလုံးနဲ့ကြည့်နေခဲ့တယ်သူကျမကိုပြောခဲ့တာမှတ်မိသေးတယ်ရဲတွေကငါ့ကိုတိတ်သဘောမကျဘူးသူမြ мян လန်းလျှောက်နေတော့ကျမသူ့ကိုမှီဖို့အတွက်ပြေးလိုက်ရပါတယ်ခဏနေတော့ကျမငိုပါတော့တယ် ။ "तू ကနေပြီးတော့ဘာဖြစ်တာလဲ"လို့မေးခဲ့တယ်။ကျမခြေတော့နာနေပြီလို့ပြန်ဖြေလိုက်ပါတယ်။ "तू ကျမကိုချီခေါ်သွားတာအမှတ်မိသေးတယ်။ရေကားတစည်းကိုတွေ့တော့ "तू ကျမကိုချီပြင်းရင်းနဲ့ဆဲဆုနေခဲ့တယ်။ခဏကြာမှတော့ "तू ကျမကိုချလိုက်ပြီးတော့ရေကားစီသွားဖို့အတွက်ပြောလိုက်ပါတယ်။ရေကားမိပြေးလိုက်ပေမဲ့ကျမခြေတော့ကနာနေတော့ဘလို့မှမမီဘူး။ဦးလေးကြီးလဲကျမကိုပြန်ချီအိမ်နောက်ဘေးလမ်းကြားတွေကနေရဲရဲမမြင်အောင်သွားခဲ့ပါတယ် သူ့ရဲ့လက်နှစ်ဖက်လုံးနဲ့ကျမကိုပွေ့ချီပြီးတော့တွားခဲ့တာရဲတွေကကျမကိုရှာနေတာနေမှာကျမမိကောင်အဝေးရနေတွေ့တဲ့အချိန်မှာအမေရဲ့ဘေးနားမှာရဲတွေဝိုင်းနေခဲ့တယ်ဦးလေးကြီးလည်းကျမကိုချပြီးတော့အမေရှိရကိုပြေးသွားဖို့လည်းပြောခဲ့တယ်အမေကိုမြင်တော့ခြေထောက်နာနေတာတွေပါပျောက်သွားရော ကျမမိစီကိုအပြေးသွားခဲ့ပါတယ်အမေကကျမကိုမြင်လဲမြင်ရောပြေးဖက်ပါတော့တယ်ရဲတွေကကျမနဲ့ကျမမိကိုမိခိုးနေမိပါတော့တယ် တို့မိကုန်းဘာတွေမေးလဲဆိုတော့မှတ်မိတော့ပဲမဲ့အမေပေါက်ကရအဖြေတွေဖြေခဲ့တာတော့မှတ်မိတယ်အမေကကျမကိုဘာမှဝင်မပြောနဲ့ဆိုလို့ကျမလည်းဝင်မပါခဲ့ပါဘူးကျမထိုင်ကိုခဲ့တယ်ရန်နှင်းငယ်ကြမှာအဖေကျမကိုလာခေါ်တော့ဖြစ်ချောင်းကုန်စင်ပြောပြခဲ့ပါတယ်ကျမမေနဲ့အဲ့နောက်ပိုင်းဘယ်တော့မှမနေတော့ဘူးအခုမှစဉ်းစားကြည့်ရကျမအမေကိုလုံးဝအခွင့်မလွတ်ဘူးတိတ်မကြခင်တုန်းကကျမအဖေကိုဖိပြက်ခဲ့တာတွေကိုဘလို့ထင်လဲမိခဲ့တယ် အမေကအဲ့ဒီအိမ်မှာစေးဝင်နေတဲ့အချိန်လမ်းသွားလမ်းလာတယောက်ကကျမပြန်မေးဆွဲတာဖြစ်နိုင်တယ်။ကျမကိုကယ်ခဲ့တဲ့သူကဝရမ်းထုတ်ထားတဲ့သူပဲဖြစ်ရမယ်တဲ့။ဝရမ်းထုတ်ထားတဲ့သူကပြန်မေးဆွဲခံရတဲ့လူကိုကိုယ်တည်းပြင်ပြန်မေးဆွဲသမားကတတ်မိခဲ့တာဆိုတော့သူ့ရဲ့အခြေအနေကိုသူပြန်စဉ်းစားပြီးတော့ဆဲဆိုနေခဲ့တာနေမယ်တဲ့။အမေရဲတွေကိုလိန်ပြောခဲ့တာကိုတော့အခုထိအံ့အော်တော့မယ်။သူကြောင့်ဟိုဦးလေးကျမကိုကယ်ခဲ့တာကိုရဲတွေကမပြောပြနိုင်ခဲ့ဘူး။အခုချိန်ထိ ူကျမကိုကယ်ခဲ့တာကိုကျေးဇူးတင်နေတော့မှာပဲ။